အားလုံးမင်္ဂလာပါရှင် Nest Cherry ထိုင်းဘာသာစကားအွန်လိုင်းသင်တန်းလေးမှကျူးဆူပါရရှင်ဒီနေ့အားလုံးလေ့လာကြရမယ့်အကြောင်းလေးကတော့ထိုင်းတရအကြောင်းပဲဖြစ်ပါရရှင်စရာထိုင်းမီ32เสียงထိုင်းတရ32တန်းအားလုံးကျမနဲ့အတူတူလေ့လာကြရအောင်နော်ပရမအောင်ဆုံးလေးလာမယ်စရာလေးရောစရာအဆိုရဲတန်တူတရာလေးပဲဖြစ်ပါရဲ့ရှင်စရာအရေဆွဲနည်းလေးကိုကြည့်ရအောင်ဒီအလုံးလေးမှာ မြားလေးအတိုင်းအစင်စင်ရေဆွဲသွားကြရမှာဖြစ်ပါတယ်ဆရာထားရေဆွဲနေလေးကိုကြည့်ရအောင်ဆရာအဆရာအဆိုတာတန်တူတရာဖြစ်ပါတယ်အာဆိုတဲ့အလဲတန်လေးနဲ့ထိန်းဆိုပြရမှာဖြစ်ပါတယ်ဆရာအနဲ့ပေါင်းထားတဲ့စကလုံးလေးကတော့မရဆိုတဲ့စကလုံးလေးပဲဖြစ်ပါတယ်မရ မောအမရောအရာမရာတဲ့ဟင်္ဂါဒီလိုအတိတ်ပဲရပါတယ်ရှင်စရအာစရအာဆိုတာတန်ရှိတရာဖြစ်ပါတယ်ရှင်စရအာစရအာရေးဆွဲနေရလေညာလေးအတိုင်းအောက်ကိုဆွဲချပြီးတော့မှရေးဆွဲသွားမှာဖြစ်ပါတယ်ရှင်စရအာစရအာရေးဆွဲနေလေးကိုကြည့်ရအောင် ဆရာအာနဲ့ပေါင်းထားတဲ့စကားလုံးလေးကတော့ဇာလာဆိုတဲ့စကားလုံးလေးပဲဖြစ်ပါရဲ့ရှင်။ဇောအားစာလောအားလာဇာလာဇာလာဆိုတာဇရက်ဆိုတဲ့အဓိပ္ပာယ်ကိုစောင်းပါတယ်။လေ့ကျင့်ခန်းစာအုပ်ထဲမှာရေးတဲ့အခါမှာစရအဆိုတဲ့တန်တူတရစရအရဲ့သင်္ကေတလေးကိုရေးမယ်အဆက်ကလေးနဲ့ဆက်ချမယ်ပြီးနဲ့တွဲပေးမယ်နောက်ထပ်စရအတန်ရှိတရလေးကိုရေးမယ်အဆက်ကလေးနဲ့ဆက်ချပေးမယ်ပြီးနဲ့တွဲပေးမယ်အာအာ တန်တူတရာဆရာအာကိုအလဲတန်အောအာလေးနဲ့ပေါင်းတဲ့အခါမှာအလဲတန်လေးနဲ့ထိမ့်ပြီးတော့မှအတန်တူတူပြပြလေးဆိုပြရမှာဖြစ်ပါတယ်အောအာအာအလို့မဆိုပဲအလို့ပဲဆိုပြရမှာဖြစ်ပါတယ်အာအာအောအာအာဒါတော့တန်ရှိတရာဖြစ်တဲ့အတွက်အတန်လေးကဆွဲပြရမှာဖြစ်ပါတယ်အောအ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 ာ ဆက်လက်လေ့လာမယ့်တရားလေးကတော့စရအီဆိုတဲ့တန်တူတရားလေးပဲဖြစ်ပါရဲ့ရှင်စရအီဤဆိုတဲ့အတန်လေးနဲ့ဆိုပြရမှာဖြစ်ပါတယ်ဤစရအီရေဆွဲနည်းလေးကတော့အဆက်ကလေးမှာမြားလေးအတိုင်းတောက်ဆောင်ရေဆွဲပြီးသွားမှာဖြစ်ပါရဲ့ရှင်စရအီစရအီရေဆွဲနည်းလေးကိုကြည့်ရအောင်စရအီစရအီကတော့တန်တူတရားလေးဖြစ်ပါရဲ့ရှင် ာရအီနဲ့ပေါင်းထားတဲ့စကားလုံးလေးကတော့မလီဆိုတဲ့စကားလုံးလေးပဲဖြစ်ပါတယ်မောအ မလောဤလီမလီမလီဆိုတာစပယ်ပန်းကိုပြောတာဖြစ်ပါတယ်ရှင် မလီစာရအ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 ီရေးဆွဲနေရလဲစာရအီနဲ့တူပါတယ်ညလေးမှာအစင်းစင်းရေးဆွဲပြီးသွားမှာဖြစ်ပါတယ်ရှင် နောက်ထပ်အပွားနေမြင်းလေးဆွဲချပေးမယ်။ဆရာဤဆရာဤကတော့တန်ရှိတရာဖြစ်ပါတယ်ရှင်ဆရာဤဆရာဤရေဆွဲနေလေးကတော့ပုံမှန်ပြထားတဲ့အတိုင်းလေးဖြစ်ပါတယ်ရှင်ဆရာဤဆရာဤနဲ့ပေါင်းထားတဲ့စကားလုံးလေးကတော့စီဆိုတဲ့စကားလုံးလေးပဲဖြစ်ပါတယ်စောဤစီစီစောဤစီစီဆိုတာအယောင်ကာလာလေးတွေကိုပြောတာဖြစ်ပါတယ်ရှင်စီ စရအီစရအီစရအီတန်တို့တရာဖြစ်ပြီးစရအီကတော့တန်ရှိတရာဖြစ်ပါတယ်ရှင်အီအီအော်အီအီအော်အီ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 အော်အန်ကအလေတန်ဖြစ်တဲ့အလေတန်ကိုတန်တို့တရာနဲ့ပေါင်းတဲ့အခါမှာအတန်ကိုအလေတန်လေးနဲ့ပဲပြပြလေးထိန်းဆိုပေးရမှာဖြစ်ပါတယ်အီပေါ့နော်အီမဟုတ်ဘူးအီလို့ပဲအလေတန်လေးနဲ့ထိန်းဆိုပေးရမှာဖြစ်ပါတယ်

စာရဥတန်တို့တရလေးဖြစ်ပါတယ်သူကဥတန်နဲ့ဣတန်ကိုတွဲပြီးမှဆိုပြရမှာဖြစ်ပါတယ်ဥဆိုရအာကောင်းနဲ့နေလာတဲ့အတန်လေးနဲ့ဆိုပြရမှာဖြစ်ပါတယ်ရှင်စာရဥဥဘောနောဥအာကောင်းနဲ့နေလာတဲ့အတန်လေးနဲ့ဆိုပေးပါစာရဥရဲ့ရေးဆွဲနည်းလေးကလည်းညာလေးအတိုင်းတောက်လျှောက်ရေးဆွဲပေးသွားမှာဖြစ်ပါတယ်စာရဥနဲ့နည်းနည်းဆင်နဲ့နောက်ပိုင်းမှာအပေါ်ကအလုံးလေးထည့်ပြရမှာဖြစ်ပါတယ်ရှင်စာရဥ ဆရာဥနဲ့ပေါင်းထားတဲ့စကားလုံးလေးကတော့ mook ဆိုတဲ့စကားလုံးလေးပဲဖြစ်ပါရဲ့ရှင် mook ဟောမဥကော mook mook ဟောမဥကော mook mook ဆိုတာမြင်လို့အဓိပ္ပာယ်ရပါရဲ့ရှင်ဆရာဥဆရာဥဒါရတန်ရှိတရာလေးဖြစ်ပါတယ်ဆရာဥဒီအတန်လေးကိုတော့ဤတန်နဲ့ဥတန်ကိုတွဲထွက်ပေးရမှာဖြစ်ပါရဲ့ရှင်ဥဆိုတဲ့အကောင်နဲ့နေလာတဲ့အတန်လေးနဲ့ဆိုပေးပါဆရာဥဥ ဆရာဦးရဲ့ရေးဆွဲနည်းလေးကလည်းများလေးအတိုင်းအစဉ်စဉ်ရေးပေးသွားမှာဖြစ်ပါရဲ့ရှင်။ပုံမှန်ပြထားတဲ့အတိုင်းအစဉ်စဉ်ရေးပေးရမှာဖြစ်ပါရဲ့ရှင်။ဆရာဦးရေးဆွဲနည်းလေးကိုကြည့်ရအောင်။ဆရာဦးဆရာဦးဆရာဦးတန်ရှိတရာဖြစ်ပါတယ်။ဆရာဦးနဲ့ပေါင်းထားတဲ့စကားလုံးလေးကတော့မူးဆိုတဲ့စကားလုံးလေးပဲဖြစ်ပါတယ်။မောဦးမူးမောဦးမူးမူးလက်လို့အဓိပ္ပာယ်ရပါရဲ့ရှင်။ ရေးဆွဲတဲ့အခါမှာစရဥတန်တူတရာလေးအရင်ရေးမယ်စရဥဒီမှာတေချာကြည့်ရမှာဖြစ်ပါတယ်ရှင်စရဥဆိုတဲ့တရာလေးကိုသင်္ကေတအတိုင်းရေးတဲ့အခါမှာဒီသင်္ကေတအတိုင်းလေးပဲတွေ့ရပြီးတော့မှဘီးထက်ရေးလိုက်တဲ့အခါမှာနောက်မှာအောအန်ဆိုတဲ့ဘီးလေးထက်ချက်မကွာလိုက်နေအောင်တွေ့ရမှာဖြစ်ပါတယ် ဆရာဦးကိုရေးဆွဲတဲ့အခါမှာအော်ဦးဦးလို့တွဲရမှာဆိုပေးရမှာဖြစ်ပါတယ်အော်ဦးအော်ဦးလို့မဆိုရပါဘူးအော်ဦးဦးလို့ပဲဆိုရမှာဖြစ်ပါတယ်ရှင်ဦး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  ီတရလေးကိုတော့စရဥလို့ခေါ်ပါတယ်စရဥတန်တူတရလေးဖြစ်ပါတယ်ရှင်စရဥစရဥကိုဆိုတဲ့အခါမှာနှကန်းလေးစုပြီးဆိုပြရမှာဖြစ်ပါတယ်ရှင်စရဥဥအတန်လေးတူတူလေးနဲ့ပြပြလေးဆိုပေးမယ်စရဥစရဥရေးဆွဲနေရလဲပုံမှန်ပြထားတဲ့အတိုင်းရေးဆွဲပြရမှာဖြစ်ပါတယ်စရဥရေးစနီလေးကိုကြည့်ရအောင်စရဥ စရဥဆိုတာတန်တူတရာဖြစ်ပါတယ်စရဥကိုဆိုတဲ့အခါမှာဥဆိုတဲ့အလဲတန်လေးနဲ့ပဲထိန်းဆိုပေးရမှာဖြစ်ပါတယ်ဥလို့အတန်မထွက်ရပါဘူးဥလို့ပဲဆိုရမှာဖြစ်ပါတယ်စရဥနဲ့ပေါင်းထားတဲ့စကလုံးလေးကတော့ကုံဆိုတဲ့စကလုံးလေးပဲဖြစ်ပါတယ်ကောဥငောကုံမိုက်ထို့ကုံကုံကောဥငောကုံမိုက်ထို့ကုံကုံဆိုတာပဇွန်ဆိုတဲ့အတိတ်ပဲကိုဆောင်းပါတယ် ဆရာဦးဆရာဦးတန်ရှိတရလေးဖြစ်တဲ့အတွက်ဆရာဦးကိုဆိုတဲ့အခါမှာနှခမ်းလေးစုပြီးဆိုပေးရမှာဖြစ်ပါတယ်ရှင်ဆရာဦးဆရာဦးတန်ရှိတရဖြစ်တဲ့အတွက်ဆဆွဲလေးဆိုမယ်ဆရာဦးဦးဆရာဦးရေးဆွဲနေရလဲပုံမှန်ပြထားတဲ့အတိုင်းအစဉ်စဉ်ရေးဆွဲပေးရမှာဖြစ်ပါတယ်ဆရာဦး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 နဲ့ပေါင်းထားတဲ့စကလုံးလေးကတော့ပူဆိုတဲ့စကလုံးလေးပဲဖြစ်ပါတယ် ปูปออูปู ปูปูဆိုတာခဏန်းလို့အထိပ္ပယ်ရပါတယ်ရှင်ဆရအူဆရအူအူအူဆရအူနဲ့ဆရအူကတော့ဘီးရဲ့အောက်မှာရှိနေရမှာဖြစ်ပါတယ်အူ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  တရလေးတွေကိုဆိုတဲ့အခါမှာဆရာမတို့အလေတန်လေးနဲ့ပဲထိန်းဆိုပေးရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့တရတန်ကိုဆရာမတို့အောအောင်ဆိုတဲ့အလေတန်လေးနဲ့ပေါင်းထားတာဖြစ်တဲ့အတွက်အလေတန်လေးနဲ့ပဲထိန်းဆိုပေးရမှာဖြစ်ပါတယ်ရှင်။ဥဥစရထိုင်စရထိုင်အခုဆရာမတို့လေ့လာခဲ့တဲ့တရရှစ်လုံးပေါ့နော်လေးတွဲကိုဆရာမတို့ပြန်နှွေးကြည့်ရအောင်။ပထမအဆုံးစရအတန်တူတရလေးဖြစ်ပါတယ်။ စရအာတန်ရှိတရာလေးဖြစ်ပါရရှင်စရအီစရအီစရအု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 ဒီဘက်အချမ်းလေးကတန်တို့တရာများဖြစ်ပြီးတော့မှဒီဘက်ကတရာလေးတွေကတော့တန်ရှိတရာများဖြစ်ပါရရှင်အာအာအီအီအືအือ u u a a i i u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  နောက်ထပ်ကြံရှိနေသေးတဲ့တရားများကိုဆရာမတို့ဆက်လက်လေ့လာကြရမှာဖြစ်ပါတယ်ရှင်အားလုံးကြိုးစားကြပါရှင်အားလုံးကျေးဇူးတင်ပါတယ်ခေါခွန်ခါစวัสดีค่ะ